င်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရယ်ဒီနေ့ကစနေနေ့ဖြစ်ပါတယ်ပြီးတော့ကျွန်မကအခုတနေရာကိုတော့ဖို့ပြင်စနေရာဖြစ်ပါတယ်အဲ့ဟာကတော့ Royal Stack Renaissance ဆိုရယ်ပွဲဖြစ်ပါတယ်သူကပြောမယ်ဆိုလို့ရှိရင်တော့သူတွေကအဲ့လို Sheikh ဝတ်စုံတွေဝတ်ထားကြမှာပေါ့เนาะအကုန်လုံးကဝတ်စုံလေး ဟိုကြမယ်ပြီးလို့ရှိရင်တို့ချကြမှာဖြစ်ပါတယ်ဒါရင်းနဲ့ဒါပေမဲ့တကယ်အစ်စ်ချတာမဟုတ်ဘောနော်အဲ့လိုမျိုးတို့ပြောရမလဲရှေ့ခက်ကလိုမျိုးလေးတည်ရမလားဆိုတော့ကျမကအဲ့အတွက်ပြင်ဆင်နေတာဖြစ်ပါတယ်ကျမဒီနေ့ဝတ်ဖို့စဉ်းစားထားတာကတော့ fairy theme ဘောနော်အဲ့လိုမျိုးလိပ်ပြလေးနဲ့အဲ့လိုမျိုးဖို့စဉ်းစားထားပါတယ်ဆိုတော့ဆက်ပြီးတော့ရှင်းပြမှာမို့လို့ဆက်ပြီးတော့ကြည့်ပါဦးရှင် ဒါကတော့ဒီနေ့သွားမယ့်ပွဲဖြစ်ပါတယ် Royal Stag Renaissance လို့ခေါ်ပါတယ်သူရဲ့အကြီးကရည်ရွယ်ချက်ကတော့ဒီလလောဆယ်ပေါ့နော်နေ့စဉ်ဘဝကနေပြီးတော့ခဏတာယုံထွက်နိုင်ဖို့အတွက်အဲသူကအဲ့ပွဲမှာအဲ့လိုမျိုးလေးဝတ်စားကြရပေါ့နော်ဒီရှေခဲပုံစံနေပြီးလို့ရှိရင်အဲ့ကလူတွေတော်တော်များများကသူတို့ကဒီရှေခဲကနဂါတို့ပြီးတော့အဲ့လိုမျိုးနတ်သမီးတို့ပြီးလို့ရှိရင် ရဲတိုင်းတော့အဲ့လိုမျိုးတွေရှိအောင်တော့ယုံကြည်ကြဲကြရဲပေါ့နော်အဲ့လိုပုံစံမျိုးဆိုတော့ဒါသူတို့ရဲ့ခဏတာစိတ်ပန်းဖြေတဲ့ပုံစံပေါ့နော်အဲ့လိုမျိုးဆိုတော့ပြီးတော့အဲ့မှာသူကဈေးတဲ့လေအများကြီးရှိပါတော့သူကဈေးလာရောင်းကြအဲ့လိုပုံစံမျိုးပေါ့နော်ပစ္စည်းလေးရောင်းတာခဏနေချင်လဲဗီဒီယိုထဲမှာတွေ့ရမှာပေါ့နော်ဆိုတော့သူတို့တွေကကြတော့ဒီ winter ဆိုလို့ရှိရင်သူတို့ပစ္စည်းပိုင်းစုရပေါ့နော်ပြီးလို့ရှိရင်ဒီ summer တွေပိုင်းကြတော့ဒါသူတို့အချိန်ပေါ့နော် သူဒီ Renaissance ရှိတဲ့နေရာတွေကိုဒီသူတို့ကနေပြီးတော့မှလဲ့လဲ့ပြီးတော့အလိုလိုက်ပြီးရောင်းကြရပါတော့ဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့စိတ်ဝင်စားရဲဆိုလို့ရှိရင်ဆက်ပြီးတော့ကြည့်ပြပါအောင်ရှင်ပထမဆုံးအနေနဲ့ကတော့ကျွန်မဒီ corset လေးကိုဝတ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်က skirt စိမ်းအောင်လေးနဲ့ဆိုတော့ um ဘလိုဖြစ်မလဲဆိုတော့စောင့်ကြည့်ပြပါအောင်ရှင်ဒီဖြူနဲ့ဘလိုလိုက်လာဘလိုဘလိုထင်လဲ ဒီဟာပဲရှိရအားကြောင့်မလို့ဒီဟာဝင်လိုက်တာပေါ့နော်စင်ပြီလေတို့တော့ထင်ပါတယ်ဆိုတော့ဒီဟာကြီးကိုအခုလို့ဝီးဆွဲပြီးတော့ခြီရတာဖြစ်ပါတယ်ကျူးခြီရလုံးဝမကျွမ်းပေါ့နော်အဲ့တော့ကိုတီးတီးတလို့တတ်တလို့ပဲခြီမှာဖြစ်ပါတယ်ဆိုတော့ဒီကခြီတိုင်းပြီးရောလीနော်အဲ့တော့လို့လေလို့လေခြီအောင်စရိုက်လာတိတ်တော့မခံရလို့ထင်တယ်နောက်တစ်ချက်တော့ပြန်ခြီလိုက်မယ်နော်ဆိုတော့ကြည့်တော့ပြောင်းမဖြစ်တော့ဘူး you know ဘာချင်းလဲမသိပါဘူးအဲ့လိုလေးဖြစ်ပါပါဘီဒါတော့သိမလောက်ဘူးနော်ဒါမင်းလေးခါနေကောစင်ပြေးတယ်မထမိုင်းအဲ့တော့ final result ကတော့ဒီလေးဖြစ်ပါရင်ဒါမင်းဒီဟာတော့ဒီ table table ဘာတော့ပိုကောင်းမှတင်နော်ဒီလိုရဘလိုလဲကြီးကြီးရမလို့ဆိုထဲထဲပြီးဟောလိုက်မယ်ဒီခုဒီဟာကွာထဲပြီးတော့ဒီလိုထားတာပေါ့နော် okay ဒါတကြည့်ခါနော်ပြီးတော့ဒီဟာကကြတော့ထဲအပြင်ထွက်ပြီးတော့ထုတ်ပြီးဟောထားဒီဟာပို့ပြီးတော့အစ်ပြေးတယ် အခုထားဖို့အစ်တေအပြောင်းထုတ်ထားရမှာဆိုတော့သူကဒီပွဲတင်နေပို့ပြီးတော့ live ဖြစ်တယ်လေအရင်တော့ပုံစံဆိုတော့ Okay ဟုတ်ပြီသောမမေးလိုက်ပါရဲ့အပြင်ထုတ်ဝတာနဲ့ထုတ်ဝတာပဲဟာပူကောင်းလဲဆိုတော့သူကတော့ထုတ်ဝတာပူကောင်းလေပေါ့နော်ကျွန်မလည်းအရင်ခက်ခဲဘာလို့လဲဆိုတော့တောင်းလို့မျိုးဒီချင်းချင်းလေးအောင်မြင်ရရပေါ့နော်ဆိုတော့ထုတ်ဝတာနဲ့ပဲတောင်းလိုက်ပါမယ်ဒီဟာလေးကတော့အစိမ်းအောင်ရှိရပေါ့နော်ဒါမဲ့ညာဒီတို့အရင်တော့မအင်းနေဘူးပြီးတော့အရင်တော့လည်းမလိုက်ပေါ့နော်ဒါမဲ့ယူသွားလိုက်မယ်ကေဝေးအင်းနေဆိုလို့ရှင်တော့ဝတ်လိုက်မယ်ပေါ့နော် ့ you solution လေးကောင်းမှထားလိုက်မှာပေါ့နော်စုတော့ okay ပါအဲ့တော့ကောင်းနေနေဖြီးလိုက်ပါမယ်စပင်ကေကတော့စပင်ကေကတော့ဘလော့တက်ဖို့ဒီတိုင်းပဲတိုင်းပဲခြောက်လိုက်မယ်음တော့ရမယ်မသိတိုင်းပဲကောင်းမှာပြီးတော့ငါကတော့စင်းရအောင်ပေါ့နော်ဒီနေ့ကအဲ့လိုစင်းရအောင်စင်းရအောင် match ဖြစ်တဲ့ကျွန်တော်ပါဒီနေ့ဝတ်ထားရတဲ့ hari ကဒီအင်ဂျီအဖြူအလွယ်ပြီးတော့ဒီ corset တို့ skirt တို့အကုန်လုံးကတော့ကျွန်မရဲ့တကယ်ချင်းအနက်ပေးထားဖြစ်ပါတယ် လိပ်ပြလေးသူ့ယူလာမှာပေါ့နော်အဲ့တော့လိပ်ပြအခုတော့မတွေ့ရသေးပါဘူးခဏနေကြာရင်ပြောပါမယ်ရှင်အခုစပင်ကေရတော့ပေါ့နော်ကျွန်မမပြောပါရင်ဒစ်စမီကအဆင်ပြေရတယ်အဲ့တော့ကျွန်မနှစ်ဖက်ဒစ်စမီကျွန်မဖြစ်ပါပြီရှင်အခုဆိုရင်တော့ဒီလိုဖြစ်သွားပြီဒီလိုခါမှမစီဖို့ပေါ့နော်ဒါမှလည်းမသိဘူးဘလို့ပြောချင်တယ်ဘလို့ပြောချင်တယ်ဒီလိုအာနကကောဒါနဲ့အဆင်ပြေတော့တိုင်းအောင်အဆင်ပြေအောင်ဒီနော်လက်မလေးပေါ့အမြင်တစ်မျိုးဆန်းတာပေါ့နော်ဆိုတော့မင်းခရီးသိမ်းဆန်းတော့ဒီလိုမလုပ်ဖြစ်ပါဘူးခွာဒီလိုလေးပေါ့နော်ဆိုတော့ okay ဆက်လုပ်ပါမယ်ဒီလိုလောက်ထားကျွန်မအမပြောပါရဲ့ အနဘယ်ကသူအဲဟုတ်တယ်ရင်းနေတူရေပေါ့နော်လိုစတိုင်လေးဟုတ်တယ်မလားအနဘယ်ကအာမမီရောလို့ပြောပါလေသူကဆိုတော့ဒီဟာလေးမိနေတော့မကခုလုံးတူတူတက်လိုက်ပါမယ်နောက်ကောဒီရှိရဲ့အစိမ်းရောင်လေးပဲပေါ့နော်တာလေးပဲစီတော့ပါမယ်ခုကတော့ final final နဲ့ကနေပြပါလေအာဘဘဘဟွန်းဟွန်း

ဆိုတော့စင်ပြေလို့ထင်ပါတယ်။ထင်တော့ပဲ။နော်ပြီးရင်လက်ပြတ်တယ်မယ်။အပြင်မှာဒီနေ့ရရဒီဥတုကအရန်မအေးဘောနော်။နေအောင်ထပ်ပါဦးမုံအောင်ရဆိုတော့อืมစင်ပြေမလို့ထင်တော့မယ်။လေတိုင်းတော့လေလေတိုက်တော့ဘောနော်။ဆိုတော့ဆက်ပြီးရောစောင့်ကြည့်ပါဦးရှင်။အခုဘိုက်စာလုံးပြောဒီစာလိုက်ပါအောင်မယ်ခုကတော့တနာရီနဲ့ရှင်းတပါတနာရီခွေလောက်လာခုမယ်ဆိုတော့အချိန်တော့နေရတယ်ပါနော်ဆိုတော့ပြောဒီစာပါမယ်စာလိုက်ပါအောင်မယ်ခဏညာဆိုဟာပြရပါနဲ့ဟော ်။ဟောင်းနော်။ဆော့။ဟွန်း။ဟောက်ကမိုင်။လူပွဲရအရင်တခါပဲကြည့်ပွဲမနော်။ Grand Valley University တာဝန်တိုးကြောင်းမှာအာလုံးနေပါနော်။ဆော့။ဘာမှန်းတော့တချမ်းတိကျအောင်အဲ့မှာတော့အဲ့တော့ဒီနေ့ပွဲမှာတော့တချမ်းကြည့်ရမယ်လို့ထင်တာပဲ။ဆော့။စပြီးတော့စပြီးတော့ဆောင်းလေးပါမရှင်။ဒါတော့လေးပြလေးပဲဖြစ်ပါတယ်။ ခါတော့တွားနေပေါ့နော်နောက်ထပ်နိုင်ဝက်လောက်တော့တွားရပါတယ်လမ်းမှာရှုခင်းကဘာမှမရှိဘူးနော် highway ဆိုတော့အလိုတစ်ပင်တွေပါပဲရှိပါတယ်အဲ့ဒါကတော့ casino ဖြစ်ပါတယ်ဒါကတော့တာမလီနဲ့ချမဖြစ်ပါတယ် ဒါဒီမှာပစ္စည်းစွာတွေလည်းရှိတယ်ပြီးတော့ပစ္စည်းရဲ့ရောင်းတာတွေလည်းရှိတယ်ပြီးတော့ခုနကပြောထားတဲ့အလူချတွေလည်းရှိတယ်ပေါ့နော်အခုဒီချက်စင်တကောင် တွေ့ပါတယ်ဘယ်လိုပဲရှောက်သွားနေရပါအဲ့နာမှာဒီဟာတစ်ခုကို15ကျပ်တဲ့မဝေခဲ့ပါဘူး Oh Yeah. but I feel like red matches me more because of the red red tag. Oh, it could be. Yes, yes. But yeah. အဲ့မှာငကားကိုစပြီးတော့တွေပါပြီ။ပြီးတော့ရှင်သားဒီလိုအဝတ်တွေပါတစ်ခါရောင်းတာပေါ့နော်။ဈေးနှုန်းကတော့မမြင်ရအောင်မကြည့်ခဲ့ဘူးပေါ့နော်။ ဘောက်ရှောက်ကတော့ဈေးဆိုင်နေပဲဖြစ်ပါတယ်။ဒါကအဲ့လိုမျိုးဟို elf လေးနေရဲ့အဲ့လိုမျိုးအင်းလေးပေါ့နော်တစ်တီလေးပါကားရလန်ရှောက်တဲ့တုတ်ချောင်းနေဖြစ်ပါတယ်။ဒါကတော့အန်ဇာဒုံးလေးတွေပါ။ဒါ crown လေးပေါ့နော်ပြီးလို့ရှိရင်အဲ့လိုနားမှာတက်တဲ့ရွက်လေးရှိပါတယ်။အာဒီဟာလေး try ခဲ့ပါတယ်။ Oh. So you have a Okay. Oh. ตัวหอบพันธุ์ตะแพ่ฉันมาบ่ชื่ออ่ะบ่เนาะสายนี่อ่ะนี่เนี้ยมากเลยบ่เนาะสรุปหอบพันธุ์สัตว์ต่อไปนะคะอุลีဖြစ်ไปเลย သူများရေဝလာတဲ့အပြင်ဆင်လေးပေါ့နော်မိုက်ပါရင်ဒါကတော့ခြားတဲ့နေရာဖြစ်ပါတယ်အရင်တော့နားမလည်ဘူးပေါ့နော်သူတို့ characters လေးရှိရေပေါ့ဒါပေမဲ့အဲ့လိုပဲကြည့်ခဲ့ပါရင် ဒီရင်ကျင်းမှုကပြင်သက်တော့ပြီးတော့ဘီတိန်တော့ဗောနော်အဲ့ဘက်ကဆင်သက်လာဆိုတော့အဲ့လိုမျိုး style နေနေတော့နေဆင်နေဗောနော် တော့အကြိုက်ရောမဟုတ်ဘောနော်ခဏခဏတစ်ဖြတ်တစ်ဖြတ်အဲ့လိုမျိုးသွားတာဘောနော်ခုကတော့တခြားဈေးဆိုင်တွေအများကြီးရှိတယ်ဆိုတော့စစ်ကြည့်ပါမယ်ထာရော့တွေလည်းရှိရေဘောနော်အဲခုဆိုတွေ့ရပါပြီငကားတွေဒါ recently ဖြစ်ပါတယ် ကောင်းနေလဲရောင်းနေပေါ့နော်ဘာလဲဟိုအိမ်မြောင်ဖို့ပေါ့လို့ပုတ်တင်ညိုလာဘာလဲအဲ့လိုမျိုးလေးဒါတော့တချင်းစုံနေကြတာပါ ဓာတ်ရိုက်လည်းရောင်းတယ်ပေါ့နော်ဒါပေမဲ့အဲ့အရာတွေကအသက်20နှစ်ကျော်မှဝင်ပြီးတော့ကင်ကြည့်လို့ရတာပါပြီးတော့အယုတ်တေးလေးဖိုကီမိုအယုတ်တို့ယူကောင်းတို့ဘာကြီးပေါ့နော် ုတွေ့နေရတဲ့အဲဟာကသူ maple လို့ခေါ်ရတဲ့သူကဒီ spring ကိုကြိုဆိုကြတဲ့အနေနဲ့ပေါ့နော်လို့ဘေးမှာချိုကောင်မလေးလို့ကာကြရဲလို့ပြောပါတယ်အဲ့လိုမျိုးရင်ကျင်းမှုရှိရပေါ့နော်အဲအဲအစာလေးတွေကိုကာရင်ပြီးတော့ဘေးမှာပတ်လည်မှာကာကြရဲတဲ့အဲ့လိုမျိုးရှိတယ်တဲ့ ုဆိုရင်တော့ညနေလည်းဖြစ်သွားပြီဆိုတော့အိမ်ပြန်ချိန်ရောက်လာပါပြီ။အလုံးမဲတခုခုတော့ဘဟုတ္တရတာမယ်လို့မျှော်လင့်ပါတယ်။အဆုံးထိကြည့်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်။ Bye bye ။